အင်းစိန်ဖော့ကန်စည်းအနီမှာဈေးရောင်းတဲ့ကိစ္စနဲ့ရန်ဖြစ်ရာကနေမွေးရွာလက်တစ်ဖက်မတန်ဆွမ်းသူတဦးကိုကျန်လက်တစ်ဖက်ပါကျိုးအောင်ရိုင်းနှက်ခဲ့သူများအားရစသက်ကြီးဥပဒေအပြင်2015ခုနှစ်မတန်ဆွမ်းသူများဥပဒေနဲ့ပါတရားစွဲဆိုသွားမယ်လို့သိရပါဗျ။ဖြစ်စဉ်မှာဇန်နဝါရီလ16ရက်နေ့ည9:00နာရီအချိန်ကမှအင်းစိန်မြို့နယ်ဖော့ကန်ရက်ကမှဈေးရောင်းချနေတဲ့နေရာနဲ့ပတ်သက်ပြီးစကားများရာမှလက်တွန်းလဲနဲ့ထီရောင်းချနေတဲ့ မတန်ဆွမ်းကိုရဲရင်နိုင်ကိုတတိယောင်းချတဲ့ဒေါ်ထီထီဇေယျမျိုးနေမျိုးအောင်တို့ကအုတ်ခဲနဲ့ပြစ်ပေါက်လက်သီးနဲ့ထိုးခဲ့တယ်လို့အင်းစိန်မျိုးမရဲစက္ကန်ကမြန်မာနိုင်ငံမတန်ဆွမ်းသူများအဖွဲ့ချုပ်ကိုအကြောင်းပြန်စာအရာသိရပါဗါရယ်။အဲဒီလိုဖြစ်ပေါ်ခဲ့ရတာနဲ့ပတ်သက်ပြီးရိုင်းနိုင်ခံခဲ့ရတဲ့မတန်ဆွမ်းသူကိုရဲရင်နိုင်ဘက်ကဖေဖော်ဝါရီလ၂ရက်နေ့မှာသတင်းစာရှင်းလင်းပွဲတရက်ကိုမြန်မာကုန်းမြို့နယ်ရှိခဝဲကျဲမျက်မြင်ချောင်းမှာပြုလုပ်ခဲ့ပါဗါရယ်။ ဥပဒေအကြောင်းအရတရားစွဲဆိုသွားမယ်ဆိုတဲ့အကြောင်းကိုသတင်းစာရှင်းလင်းပွဲမှာပါဝင်သူဥပဒေအကြံပေးဦးခင်အောင်မြင့်ကအခုလိုပြောပါရယ်။မတန်တော်သူများရဲ့အခွင့်အရေးကို2018ခုနှစ်ဥပဒေအရရေးပြီးကျွန်တော်ညှိနှိုင်းတောင်းဆိုပေးပါတယ်။ဒါလည်းအမှန်အရေးကြီးတဲ့ကိစ္စဖြစ်တယ်။ဒီဥပဒေ မြေလူများမတန်ဆွမ်းလူများကနိုင်တဲ့စီရင်အကြံပေးခြင်းအလွဲအုံမြင်အတ္တမလူစိတ်ခိုင်းမှုကပုံရိပ်ကတ္တလိတ္တလေးသာစစ်ဆန်တဲ့နှစ်မှာမြေလူမဆိုးမှာ မြန်မာနိုင်ငံလုံးလုံးမှာရှိနေသောအနာဟူများကိုအတော်ပဲပြနိုင်ရေးအတွက်အတန်တော်လူငယ်မောင်ရဲရဲ့နိုင်သူအုပ်စုကစုနဲ့ဝိုင်းဝန်းပြီးကြားတဲ့ဆွာလေးခဲ့ကြတယ်။တန်စွမ်းဒီလုတ်ထိုင်စားနေတဲ့လက်ကိုကြိုက်ဆုံးခဲ့ကြတယ်ဒီမှုကိုတော်တော်ဒီမတန်တော်လူများရဲ့အခုလေးဥပဒေပုံမှန်များနေပြီဆက်နေတယ်။ဘုရားသခင်ဆောင်းလို့ပေါ်တော့ဖြစ်ပါလေ။နောက်ကျန်တာကတော့ဒီကလေးရဲ့ ထီရောက်ချလိုက်တဲ့တဲ့ရတဲ့ခြေချင်းကဒီမိသားစုတယောက်ကမိခင်စုကိုဒီကနေ့က ဆိုင်ရာဥပဒေတို့မှာ၄၂၅အကျိုးကျေးဇူးတင်ပြီးကျွန်တော်ဆက်လက်ပြီးတော့ဆောင်ရွက်တော့မှာဖြစ်ပါတယ်ဒီလိုဖြစ်ပွားခဲ့တဲ့အပေါ်မှာအမှုမဖွင့်မှုအတွက်လာရောက်ညှိနှိုင်းခဲ့ပေမဲ့လည်းလက်မခံခဲ့ပဲမြန်မာနိုင်ငံမတန်ဆွမ်းသူများအသင်းချုပ်ကိုအကူအညီတောင်းခံထားတယ်လို့မတန်ဆွမ်းကိုရဲရဲနိုင်ရဲ့မိခင်ဖြစ်သူဒေါ်ရင်ရွယ်ကအခုလိုပြောပါရယ်ညနှစ်နာရီလောက်မှာဖြစ်လို့ရတယ်နော်အာယုံတက်နှစ်နာရီလောက်မှာ တယ်စကားမတော့အကြောင်းကြားခဲ့အမှုတော့မဖြစ်ခဲ့ဘူးသူကအမှုမဖြစ်တဲ့အကြောင်းဘာမှလုပ်လို့မရဘူးလို့သူကပြောတဲ့အခါကျအန်ဒီရောရှိရနေတာအမှုသူနဲ့ပထမတော့သူကတရားမစွဲဘူးလားပြောတဲ့အခါအန်ဒီတို့မှတရားမစွဲရတာလည်းပါတာပေါ့သူတို့ကတရားမစွဲဘူးအဲ့လိုမျိုးပြောတဲ့အခါအန်ဒီတို့ကလည်းသူတို့နဲ့နည်းနည်းညှိကြတယ်ဘယ်လိုမှအဆင်မပြေဘူးမပြေတော့အန်ဒီတို့ကသူက ဆွဲကျင်တဲ့နေရာမှာဆွဲလိုက်ဆိုတော့ကျွန်တော်တို့ကဆက်ရှိနေမှာပေါ့ခေါင်းလေး။ဒါလေးကအမှန်တကယ်ဆွဲတဲ့ခလေးစီ။အဲ့ဒီဘွားကိုသူကျူးကျူးဆန်းဆန်းနဲ့ရှာနေတဲ့ပတ်စံရှာနေမိဘကိုထောက်ပံ့ပေးကြတယ်။အော်အန်တီအရင်ထဲမှာတော့ပြောမပြတ်တော့ဘူးခံစားရတာပေါ့။အန်တီမှာဘလူးမန်လေးစိတ်ထဲမှာတွေးလို့မရနိုင်တော့ဘူး။ဒီတော့တခါတရေရှိတာလည်းမဟုတ်ဘူးနဲ့သူတယောက်ထဲနဲ့ဘွားကိုတာမီနှစ်ယောက်ထဲနဲ့အိမ်မှာရုံးခံပြီးတော့နေကြတယ်။အန်တီမှာဘလူးမန်ကို ချိန်လို့မရပါဘူး။လက်ရှိမှာတော့ရိုင်းတက်ခံခဲ့ရတဲ့မတန်ဆွမ်းကိုရဲရင်နိုင်မှာအင်းစိန်စေးယုံကြီးမှာဥကောင်းပေါက်ပြဲတန်ရလက်ကျိုးထားတာကြောင့်စတီယိုထည့်ထားရတဲ့တန်ရများရရှိထားပြီးအတွင်းလူနာအဖြစ်စေးယုံတက်ရောက်နေရတယ်လို့သိရပါဗျ။ဒီလိုပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကိုအင်းစိန်မျိုးမရဲစခန်းကရစစကြီးပုံမှန်325မြင်းဆောင်134ရိုးနဲ့အမှုဖွင့်ထားပြီးပြစ်မှုကျူးလွန်ထားသူတွေကိုအာမခံပေးထားတယ်လို့သိရပါဗျ။ မတန်ဆွမ်းသူတွေရဲ့အခွင့်အရေးဥပဒေပုံမှာ89ခါခွေအရာမတန်ဆွမ်းသူတွေကိုနိုင်ထက်စီနဲ့အကြမ်းဖက်ခြင်းတလွဲအုံပြုခြင်းအာရမအလုတ်ခိုင်းစေခြင်းမပြုလို့ရလို့ပါရှိပြီးပုံမှ80နှစ်မှာပုံမှ89ပါတားမြစ်ချက်တရရက်ကိုဖောက်ပြကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျင်ထို့သူကိုတနှစ်ထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊၁၅သိန်းထက်မပိုတဲ့ငွေဒဏ်ဖြစ်စေ၊ပြစ်ဒဏ်၂ရက်လုံးဖြစ်စေ၊ချမှတ်ရမယ်လို့ဖော်ပြပါရှိထားပါတယ်။